ားအလုံးဝမိကပါခင်ဗျာဒီနေ့ဆိုရင်ကျောင်းမြန်မာနိုင်ငံမှာငလီတောင်ခံစားရတာတပတ်ပြည့်လာပါပြီလက်ရှိချိန်မှာကျွန်စိတ်ထဲမှာရှိနေသေးတယ်ဆိုပေမဲ့ပထမအပြင်လောကမှာပြန်မစုံတွေ့နိုင်တော့မယ့်သူတွေကျွန်ဆုံရှုံသွားတဲ့ချရာတဲ့သူတွေနော်အသက်ရှင်ကျနေသေးတယ်ဆိုပေမဲ့ခန္ဓာကိုယ်ကိုယ်လိုက်ငါဆုံရှုံသွားတဲ့သူတွေနော်ကိုယ်ပိုင်လုပ်ငန်းကိုယ့်ရဲ့စီးပွားရေးကိုနေတဲ့အိမ်ကိုယ်ပိုင်ဆိုင်တဲ့များအရာတွေဆုံရှုံသွားတဲ့သူတွေအဲ့ဒါနိုင်ငံနေနဲ့ကြည့်မယ်တမျိုးသားလုံးနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းအဖိုးတန်နဲ့ရင်ကျိမှုအဝင်နဲ့တည်း အစားထိုးလို့မရတဲ့တမိုင်းအမွေနဲ့တဲ့ဆူဆူမားရတဲ့အများပြားပါပဲတကယ်ကိုကျွန်တော်နိုင်ငံအတွက်နိုင်ငံမှတည်းတဲ့နိုင်ငံသားတွေအတွက်ဝန်ထမ်းစရာကောင်းတဲ့ရည်ရွယ်ချက်ပဲပါပဲအဲ့ဒါလည်းဒီနေ့ဒီချိန်မှာပြီးတော့မှပုံပဲနဲ့အတန်းတားတစ်ခုတည်းရှေ့ဆက်ပြီးတော့ဒီလိုမျိုးအခြေအနေဒီလိုမျိုးအခက်အခဲတွေကိုကျွန်တော်အများပြားရင်ဆိုင်ကြရမှာပါဒါမဲ့ဘာမှအားမငယ်ပဲနဲ့အသက်ရှင်ရကြံနေသေးတဲ့သူတွေပဲပေါ့နော်ဒီချိန်နေစပြီးတော့ကျွန်ပြန်ပြီးတော့အစ်စ်ပြန်လည်းဒီဆောက်ကြရမှာပါတူတူတယောက်ချင်းစီမှာ social media ပမာဏ ဆိုကြမှာအတိုင်းတာမတူညူးဆိုပေမဲ့အကုန်လုံးတက်နဲ့တယောက်နဲ့ဖေးမရင်နဲ့ပေါ့နော်ကိုရှိတာလေးနဲ့ကိုတက်နိုင်တဲ့အရာလေးတွေနဲ့ကုညင်းနဲ့ကျွန်တော်မြန်မာနိုင်ငံကိုတခွောက်နေတဲ့သူတွေပေါ့နော်ကိုနိုင်ငံသားအချင်းချင်းပြန်လည်ဖေးမပြီးတော့ရှေ့ဆက်သွားခြင်းပါတယ်ခင်ဗျာနော်တက်နိုင်တဲ့ဘက်ကပေါ့နော်လက်ရှိအချိန်မှာကျွန်တော်အနေနဲ့ကတော့အရင်ကကျွန်တော်ပြောလိုက်ပြောတာမရှိဘူးဆိုပေမဲ့များသောအားဖြင့်လူမှုရေးတို့စီးပွားရေးတို့မှာအကြံပေးတဲ့စကားလိုဟာမျိုးတော့ကခွန်အားပေးတဲ့စကားလိုဟာမျိုးဒါကျွန်တော်ကျွမ်းကျင်တဲ့အလုံးပေါ့ပေါ့နော် ကျွန်တော်တိတ်လည်းမတတ်နိုင်ပါဘူး။အဲ့တော့အဲ့လိုရတယ်ကျွန်တော်ပြောလို့ပြောတာမရှိပါဘူး။ဒါပေမဲ့ဒီနေ့မှာတော့အသက်ရှင်နေတဲ့ဒီတဲ့သူတွေအတွက်ပေါ့နော်။အတိုင်းအတာတစ်ခုကိုကျွန်တော်အားပေးစကားလေးကိုကျွန်တော်ပြောပြချင်ပါတယ်ခင်ဗျာ။ပထမဆုံးအနေနဲ့အတိပေးချင်တာကတော့ကျွန်တော်ဒီ channel ကနေပြီးတော့အခုတလောပေါ့နော်။ပုံမှန်အရင်တော့လို့တင်နေကြပြီလို့ကျွန်တော်ဆက်ပြီးတော့တင်တော့မှာမဟုတ်ပါဘူး။အတိုင်းအတာတစ်ခုဒီရက်တက်နာပါဘူးခင်ဗျာ။လုံးဝမတင်တာတော့မဟုတ်ပါဘူးနော်။ဘာလို့လဲဆိုတော့ဒီဗီဒီယိုပုံမှန်အရင်တော့ဆိုရင်စနေနေ့မှာစောင့်ကြည့်နေကြအဲ့လိုမျိုးစောင့်မကြည့်လည်းရပါတယ်။ဘာမှဖြစ်တော့ပေါ့။ဘာဖြစ်လို့လဲဆိုတော့ဒီချိန်မှာ နော်ပုံမှန်ဒီနေကြဗီဒီယိုဖြစ်တဲ့တမိုင်းနဲ့ပတ်သက်တာကမ္ဘာတရေနဲ့ပတ်သက်တာနော်ကန်နူဝတ္ထုလောက်ဟာမျိုးဖြစ်ပေါ့နော်ကျွန်တော်ရဲ့ပုံစံတော်တော်များများသိရတာပေါ့နော်အဲ့ဒါတွေကိုကျွန်တော်အတန်းတကူတည်ရှင်းထားတာပေါ့ခင်ဗျအဲ့ဒီအစားဒီလိုမျိုးအားပေးစကားလိုဟာမျိုးဒါမှမဟုတ်အရေးကြီးတဲ့တည်တည်နေဆိုတဲ့အရာမျိုးလေးတွေပေါ့နော်ဒီချိန်မှာဒီဟာလေးကတော့သိရှိတာတည်နေဆိုတဲ့ဒီလိုစကားမျိုးဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်အဟောင်းတွေပြန်တင်တာပဲဖြစ်ပေါ့နော်ဘာဖြစ်လို့အဟောင်းတွေပြန်တင်ရလဲဆိုတော့လောကကြီးဒီ channel ရတနာပဲဆိုလို့ရှင်နောက်တစ်ချိန်အရေးကြီးတဲ့စကားတွေပြောချင်တဲ့အချိန်ကျရင်ပြင်ချင်တဲ့ချိန်လာလို့လို့ရှင်လူတော်များစီကိုမရောက်မှာဆိုလို့ပါခင်ဗျ ဒါပေမဲ့တိတ်ပြီးတော့အေးမကြည့်ရတဲ့ကြောင့်မကြည့်ဘူးဆိုလည်းရပါတယ်မကြည့်နိုင်လည်းဘာမှဖြစ်ပါဘူးနောက်ပိုင်းကျမှကျွန်တော်တကယ်ကိုအဖြစ်ဖြစ်ပါတော့ကျွန်တော်အရင်ပုံစံအတိုင်းပါတော့ပြန်ပြောသွားဖို့အစဉ်ရှိရပါအဲ့တော့ဘလောက်ထိလဲဆိုတော့မသိဘူးဆိုပေမဲ့အခုတလောကတော့ကျွန်တော်ပုံမှန်မဟုတ်တဲ့ဗီဒီယိုတွေပဲတင်နေမှာပါကျွန်တော်ပြောလဲတော့တာမဟုတ်ဘူးဒီ channel ရက်ဒီ channel ပြောလဲတော့တာမဟုတ်ဘူးဒါပေမဲ့လည်းလက်ရှိအခြေအနေကမရက်တန့်ခြင်းလို့ပုံစံတစ်မျိုးနဲ့သွားနေရဆိုတော့ဒါလည်းပေးစေချင်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်အကြောင်းရဒီ channel အကြောင်းရပေါ့နော်ဟုတ်ပြီဒီနေ့မှကျွန်တော်ပြောချင်တဲ့ RBS ကဘယ်လိုပုံစံလဲပေါ့နော်အဲ့ဒါကတော့ တော့တမိုင်းဆောင်တော့တရားပါအဲတမိုင်းဆောင်လို့ခေါင်းစင်တက်လို့မရဘူးနော်အဲအဲ့ဒါတော့ဒါစီလို့မရတဲ့ကျွန်တော်တို့ဆိုတာခေါင်းစင်ကတော့ကိုယ့်အကူဘာသာပြန်လာဘူးနော်ရေးတဲ့သူတော့ size ဆောင်နာမည်ကြီးပါပဲအဲကျွန်တော်လည်းအရင်တော့သူ့ကြောင့်ထက်ထိပ်ပြီးပြောနေကြပါနော် Juvenor Harari ဆိုတာပေါ့နော်သူရေးတာပါအဲ့ဒီမှာဒီဆောင်တော့လို့ခြုံငုံပြီးပြောရမှာပဲဆောင်ရဲ့ပထမဆုံးအကြောင်းပထမဆုံးအပိုက်လေးပဲပြောအောင်ပထမဆုံးဆိုတဲ့ဟာမှမတကယ်အစာပိုင်းလေးပဲကျွန်တော်ပြောပြအောင်ခင်ဗျဘာလို့လဲဆိုတော့အဲ့ဒါအကျွန်တော်လူသားတွေရဲ့ကဘာကို ဘယ်လိုမျိုးဖျောင်းမှုလာတယ်ဆိုတဲ့အကြောင်းရေးရမှာမလို့ပါအရင်တော့ကျွန်တော်လူသားတွေကလည်းကျွန်တော်အာဖရိကတိုင်းမှာတကယ်တော့ခြားသိဆန်နေတဲ့အတူတူကျွန်တော်ဒီတိုင်းမဲ့အတူတူကရှင်းတဲ့နေထိုင်ခဲ့ကြရတာပါတယ်အရင်တော့ကတူတူပဲတူတူပဲဆိုတာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တဆင်းနေတယ်လို့ပြောလို့ရပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်မြေပြင်မှာဆိုလို့ရှိရင်ကြီးစိုးတာရှင်းသေးလို့အကောင်မျိုးတွေပါရှင်းသေးလို့စင်တော့ဝုံတော့သူတွေအားကြီးရအောင်အဲ့နေရာဒေတာတော့ဝိုက်မှာသူတို့ရပဲလွှမ်းမိုးရတာပါနေပြည်ဆိုလို့ရှိရင်သူတို့ကြောက်ရတယ်ဟိုရေပြင်ရောပေါ့နော်ရေပြင်မှာဆိုလို့ရှိရင် ဝေလက်ငါလို့အကောင်မျိုးပေါ့နော်တကယ်အကောင်ကြီးတဲ့ငါမျိုးလို့ငမန်းလို့အကောင်မျိုးပေါ့နော်သူတို့ကတကယ်ပြင်ပါပဲသူတို့မနိုင်ပါဘူးရေရင်ပါဆိုလို့ရှိရင်လေထဲမှာဆိုရင်လေထဲမှာဆိုလို့ရှိရင်တိတ်ငါလို့အကောင်မျိုးတွေရှိတယ်သူတို့ကတကယ်ဝေရင်ပေါ်မှာလွှမ်းမိုးတာအောင်အဲ့တော့ကောင်းငင်ပြင်မှာဝေရင်မှာရောရေပြင်မှာရောနောက်ကမြေပြင်မှာရောကျွန်တော်ကအနိုင်ရနေတဲ့သူတွေမဟုတ်ပါဘူးပလွှမ်းမိုးနိုင်ပါအောင်အဲ့ဒီရောက်လွှမ်းမိုးရတဲ့သူတွေအားတာတဲ့သူတွေကတခြားတိရစ္ဆာန်တွေပါဒါမှလက်ရှိအချိန်မှာပေါ့နော်လက်ရှိအချိန်မှာတော့ ကဘာလုံးကကျွန်တော်တို့တွေပါတခြားပလေးစံဒီဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်တို့ကတကယ်ကိုနှစ်ပြားတွေပါတခြားပလေးစံရဲ့အနာဂတ်ကိုကျွန်တော်ကဆုံးဖြတ်ပေးလို့ရပါတယ်ဆုံးဖြတ်နေကြပါတယ်အဲ့ဒီမှာတခြားပလေးစံတွေအတွက်မွေးတဲ့ချိန်နေစပြီးတော့လူလားမြောက်တဲ့အရွယ်အထိပေါ့နော်အကောင်ကြီးလာတဲ့အထိပေါ့နော်နောက်ဆုံးတည်ဆုံးသွားတဲ့အချိန်အထိတည်ယူတက်မြောက်မဲ့အရာတွေရှိပါတယ်ဥပမာချင်းသေးဆိုလို့ရှိရင်ဘယ်လိုပြေးရမလဲပြီးရင်အမဲဘယ်လိုလမ်းရမလဲအဲ့ဒါကတော့မတိမဖြစ်ပါဘူးအဲ့ဒါကိုတည်ယူကြရတယ် ော်အရွယ်ရောက်တဲ့အချိန်မှာ तू ကပြီးနိုင်တယ်နော်တိရစ္ဆာန်တွေကိုဘယ်လိုမျိုးဖမ်းရအမဲဘယ်လိုလိုက်တယ်နော်ဆိုလို့ရှိရင်ပြဿနာမရှိပါဘူးတည်သွားတဲ့အထီကို तू နေလို့ရပါတယ်အဲ့ဒီပညာနဲ့နှက်ဆိုလဲအဲ့လိုပဲဘုန်းကြီးကတိတ်ခတ်ဆိုလို့ရှိရင်ဟုတ်ပြီနေထဲမှာဘယ်လိုပြောင်းရမလဲဘယ်လိုအစားရှာရမလဲပြီးရင်ဘယ်လိုအတိုက်ဆောင်အောင်အဲ့ဒါတည်ကြပါဘူး तू တည်ရမယ့်ဟာတမတ်ချက်ရှိပြီးသားပဲဘုန်းကြီး तू ကလည်းတည်ရမယ်ဟုတ်ရေထဲမှာပါဘုန်းကြီးရေထဲမှာဆိုလဲဝေလန်ကဟုတ်ပြီရေဘယ်လိုကူရမလဲတခြားနားတွေဘယ်လိုမျိုးဖမ်းစားရမလဲအဲ့ဒါတည်တယ်တည်ရမယ်ပြီးရင် तू ကြီးလာမယ် तू တည်သွားမယ်ဒါပဲအဲ့ဒါ ဟိုအရင်တည်းကနေပြီးတော့အခုချိန်ထိတခြားတိရစ္ဆာန်တွေမှာဘာမှမပြောင်းလဲပေါ့ဒီတိုင်းပဲဝေးလာမယ်ဒါသင်ရမယ်အဲ့တိုင်းပြုတ်မှုမယ်ပြီးရင်သိဆုံးမှာအဲ့တိုင်းပဲလင်းနေရမှာတို့ရဒါမဲ့ကျွန်တော်ဒါရီအလုပ်မလုပ်ပေါ့ဝေးလာမယ်အရွယ်ရောက်တဲ့သူတယောက်ဖြစ်လာမယ်ဆိုလို့လို့ရှိရင်ကျွန်ဘာလို့တည်ယူရမလဲဘာလို့တည်တာမလဲဘယ်လိုပြုတ်မှုနေထိုင်ရမလဲဆိုတာအတိအကျသတ်မှတ်ချက်မရှိပေါ့နောက်ကရွေးချယ်စရာအများကြီးရှိပါတယ်အဲ့ဒါကြီးကျွန်တော်ပို့ပြီးခက်ခဲစီတာပေါ့ လူတယောက်ဖြစ်မယ်ဆိုလို့ရှင်တော့ဘာတိကြရမယ်ဘာကိုတင်တွတ်မြောက်အောင်မယ်ဘေးပညာတိကိုတိရမယ်ဆိုတာမျိုးလုံးဝအတိကြမရှိတာပါအပြောင်းလဲတယ်လူကုန်ကိုတီးပြီးတော့အမီးမီးပြောင်းလဲသွားနေတာပါနောက်ကလှုပ်ချင်လည်းရတယ်မလှုပ်ချင်လည်းရတကူးကိုထားလှုပ်ချင်တယ်ဆိုလို့ရှင်လည်းလူသားရဲ့လှုပ်လို့ရပါတယ်မလှုပ်ချင်ပါဒီနေ့ဘာမှမလှုပ်ဘူးအိမ်မှာ TV တိုင်းကြည့်နေမယ်ဖြစ်ပါတယ်ရွေးချင်လို့ပါအဲ့တော့ဘာကိုတင်ရမလဲဆိုတာတိကြမရှိဘူးနောက်ကလှုပ်ချင်လည်းရတယ်မလှုပ်ချင်လည်းရတယ်ရွေးချင်မှုရှိတယ်ဒါလက်ရှိချိန်မှာကြည့်လိုက်မယ်ဆိုရင်လူသားတွေက တခြား place အနေနဲ့ရှင်းမယ်ဆိုလို့ရှင်အဆက်ဆက်အရာမှာတားပါတယ်အရင်ကတစ်ချိန်တော့တော်ထဲမှာလွန်မှုခဲ့တယ်ဆိုတဲ့ချင်းသည့်အပြေးသားမြန်လာပါဒါပေမဲ့ကျွန်တော်ရဲ့ကားတွေကအဲ့ချင်းသည့်ထက်ကိုအများကြီးရှေ့ကိုကြော်ပြီးပြေးလို့ရပါတယ်မြန်ပါတယ်ချင်းသည့်အများကြီးမြန်ပါတယ်ကားကနေပြီးတော့နောက်ကပင်ထဲမှာဆိုလို့ရှင်ဝေးလာငါးတွေတကယ့်အဝေးလေးသွားနိုင်နေခုနိုင်တယ်ဒါပေမဲ့ကြောဆောက်တဲ့တင်မောတွေပို့ပြီးတော့အဝေးကြီးသွားနိုင်ပါတယ်နောက်ကဝေးလာငါးမသွားနိုင်တဲ့နေရာတွေမရောက်ဘူးတဲ့နေရာတွေကျွန်တော်ရောက်ဖို့ပါတယ်သွားနိုင်ပါတယ်ရေထဲမှာ ဟုတ်လားအရင်တော့လေထဲမှာပြန်နေတဲ့သူတွေကြောက်တော့မှမရှိဘူးဒါပေမဲ့သင်ငှက်ထီတက်ပို့ပြီးတော့မြင်းမြင်းကိုပြန်နိုင်တယ်ခဝေးကိုပြန်နိုင်တယ်အဲ့လိုမျိုးပေါ့အဲ့တော့တခြားတိရစ္ဆာန်တွေနဲ့ရှင်းမစင်ကျွန်တော်အပြတ်သက်တာတော့ပါပြီလက်ရှိချိန်မှာဟုတ်အဲ့ဒါပဲလားဆိုအဲ့ဒါလည်းမကတိပါဘူးဟုတ်လားတခြားတိရစ္ဆာန်တွေအနာဂတ်ကိုပါကျွန်တော်ကစိုးဖြတ်ပြီးတဲ့အဆင့်ကိုရောက်သွားပါတယ်အစိုးရကပြောလို့တလို့တခြားတိရစ္ဆာန်တွေဘက်ကကြည့်မယ်ဆိုကျွန်တော်ကတကယ်ကိုနတ်ဘုရားတွေပါလူသားတွေကဘယ်လိုမျိုးစိုးဖြတ်တာလဲပေါ့နော်ဥပမာရှင်နေတယ်မကြိုက်ဘူး ကျင်းနေဆိုးတော့ကွာငါတို့လက်မခံနိုင်တော့ဒီကဘာပေါ်မှာကျင်းနေတာအတူမနေနိုင်တော့ကျင်းနေတဲ့ကလေးကိုမျိုးဖြိုးပြမယ်အကုန်လုံးတတ်ပြမယ်ဖြစ်ပါတယ်လူသားသာဆုံးဖြတ်လိုက်မယ်ဆိုလို့ရှိရင်လူသားသာကျင်းနေကိုအတူတူကမနေနိုင်အကုန်တတ်ပြမယ်ဆိုလို့ရှိရင်နောက်နှစ်လောက်ဆိုရင်ကျင်းနေမျိုးပြုတ်ပါပြီမရှိတော့ပါစီမံခန်းနဲ့လုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါလူသားတွေပဲလုပ်လို့ရတာပါလူသားတွေကိုမျိုးဖြိုးဖို့ဆိုရင်ဆိုတော့မရပါဘူးမလွယ်ပါဘူးအဲ့မျိုးပါအဲ့တော့တခြားတိရစ္ဆာန်တွေအနာဂတ်ကိုကျွန်တော်ဆုံးဖြတ်နေရပါဘူး။ဥပမာတော်ရဲမှာဆိုလို့ရှိရင်တိရစ္ဆာန်တွေနေတဲ့နေရာတွေရှိတယ်။အဲ့ဒါကြောင့်ကျွန်တော်ဟယ်ဝီလန်ကြီးထိုးပြီးတော့ဖောက်တယ် ဘသူမှကန့်ကွက်လို့မရဘူးပြိဿနဲ့ငါတို့နေတဲ့နေရာမဖြတ်နိုင်လို့ပြောတယ်မရဖြတ်တာပဲကျွန်တော်လူသားတွေပင်လယ်တဲ့အမှန်မပြေပါနဲ့လည်းကွာငါတို့တွေပင်လယ်တွေညဉ့်ဉန်းတော့မလို့လူသားတွေပြစ်တာပဲဘူးမဆိုင်ဘူးပြစ်တယ်ဟုတ်ပြီနောက်တစ်ခါရင်းနေတက်တော့ပါလိမ့်ရှိတယ်မြစ်တွေချောင်းနေမှာကျွန်တော်တာတမန်တွေစောက်ကြရတယ်အဲ့ဒီကိုအခြားဂျီနီတက်တော်ရီကမကြိုက်ဘူးတားကျင်တယ်ငါတို့တော့ပျက်စီးရတယ်အများကြီးဖြစ်သွားတယ်နေနာမှုတွေအများကြီးရှိတယ်။ဒါမှမဟုတ်ကျွန်တော်ဂီးမဆက်ဘာဖြစ်လဲဆိုတော့ကျွန်တော်လက်ထဲမှာဆုံးဖြတ်ပါမှုရှိနေတယ်။အဲ့တော့အဲ့လိုမျိုးပါပါတဲ့အာနာတွေကဘယ်လိုမျိုးရလာတာလဲ ကျောင်းလျှောက်ဘယ်လိုမျိုးရောက်လာလဲပေါ့နော်ဘာလို့လူသားအလောက်အစွမ်းထက်လာတာလဲဟုတ်ကဲ့လက်ရှိချိန်မှာတည်ကြတာကဘာမှာဖြစ်ပြက်နေတဲ့အရာတွေအားလုံးကိုကျောင်းကပဲဆုံးဖြတ်တာပဲလူသားတွေကကဘာအနာဂတ်ကကျောင်းလက်ထင်မှာပေါ့အဲ့ဒါမျိုးပါအဲ့လိုအခြေအနေပါဒါပေမဲ့အဲ့ဒီမှာပြောစရာရှိလာတာပါလဲဆိုတော့ဟုတ်ပြီလူသားတွေအလောက်အစွမ်းထက်တော့အတိပြီပေါ့နော်ငါတို့တွေကတော်တော်လေးအစွမ်းထက်တဲ့လူသားဘယ်လိုမှလက်ရှိချိန်မှာငါတို့ကိုဘယ်သူမှတားချုပ်လို့မရတော့ဘယ်သူမှငါတို့ဘုံမှာမလွန်မှုနိုင်တော့ဒါပေမဲ့လက်ရှိချိန်မှာသဘောတရားရဲ့အထူးသဖြင့်ဒါတဘောဘေးရန်ဒီရည်ဒီပေါ့နော် တွေ့တဲ့ချိန်မှာငါတို့လူသားတွေအထက်များပို့ပြီးတော့စွမ်းကြီးနေလားဗောနော်ပို့ပြီးတော့အင်အားကြီးနေလားဆိုတော့တကယ်တကယ်ကတော့အမှန်တမ်းပြောမယ်ဆိုလို့ရှင်လူသားနဲ့တဘာဝဘီရဲ့အနေနဲ့ရှင်တဲ့ချိန်မှာအကျဉ်းတိုင်းအကျဉ်းတိုင်းကျွန်တော်တို့ကအနိုင်ရခဲ့တာဗောကျွန်တော်တို့ကအနိုင်ရတာဗောဒီချိန်မှာကျွန်တော်မရှုံးသေးဗောဒါမှဟုတ်ပြမငါတို့လူသားတွေတည်တယ်မဟုတ်ဘူးလားဆိုတော့ဟုတ်ပါတယ်ကျွန်တော်ချဲရတဲ့ဒီလိုဆုံရှုံးရပါတယ်ကျွန်တော်ပိုင်ဆိုင်တဲ့ယာတွေလည်းဆုံရှုံးရပါတယ်ဒါမဲ့လူသားကျွန်တော်တို့ဆီကနေပြီးတော့လူသားမျိုးနွယ်တစ်ခုလုံး ပျက်စီးသွားအောင်နော်ဘဒုံးမှလူသားတွေခေါင်းမထောင်နိုင်အောင်ဆိုပြီးတော့ဘယ်တဘောဘီရဲ့နေရာမှာပျက်စီးနိုင်ပြီပေါ့လက်ရှိချိန်တည်းဟိုးအရင်ကပောက်တမိုင်းစတွေကနေပြီးတော့ကျွန်တော်မီးလောင်နိုင်တွင်ပါတယ်ကျွန်တော်ပိုင်ဆိုင်တဲ့အိမ်ကျွန်တော်ဆော့ဖ်ရအိမ်ကိုမီးရှို့ပြပါတယ်ဒုံးမီးလောင်လာတဲ့ဆင်ပေါ့နော်ဟုတ်ကဲ့ငလီတွေလောက်ပါတယ်ကျွန်တော်အိမ်တွေပြိုကျပါတယ်ဟုတ်ကဲ့ရေတွေကြီးပါတယ်ကျွန်တော်အိမ်တွေမျောပါသွားပါတယ်ဆူနာမီတွေတက်လာပါတယ်ကျွန်တော်သူတို့မဖိတ်ခေါ်တာပေါ့ဟုတ်ကဲ့သူကြိုလဲမပြောပါဘူးတော့တရားမထင်မှတ်တဲ့အချိန်မှာရောက်လာတယ်เนาะအပြည့်စစ်တော်များနဲ့ ကျွန်တော်ကအဆုံးရှုံးများစွာနဲ့ရင်ဆိုင်ရပါတယ်။နော်။ကျွန်တော်နေတဲ့အိမ်တွေကိုတော့တဘာတရားတဘာဘေးအန္တရာယ်ဖြစ်စီလို့ရမယ်။ဒါပေမဲ့ကျွန်တော်တော့ဖြစ်စီလို့မရဘူး။အသက်ရှင်ရကြံနေသေးတယ်ဆိုလို့ရှိရင်ကျွန်တော်ရစိတ်ဝိညာဉ်ပေါ့နော်သူတို့ပြန်ကျွန်တော်မှဟုတ်ပြီငါပြန်လဲတိဆောက်မယ်။ငါပြန်လဲရှင်းသမ်းမယ်။ဘာလို့ဆိုလူသားတယောက်တည်းမဟုတ်ပါဘူး။ကိုယ်နဲ့တူတဲ့တခြားလူသားတွေရှိပါသေးတယ်။တခြားလူသားတွေတခြားမိသားစုတွေတော့ကိုယ်ပတ်ဝန်းကျင်ပေါ်တဖြည်းဖြည်းလူသားတွေလက်တွဲရင်းနဲ့တော်တော်ကြောင့်နဲ့ကိုကြီးဖေးမရင်းနဲ့ကျွန်တော်အသက်ရှင်နေပါတယ်။ရှေ့ဆက်ကြပါတယ်။အဲ့ဒီမှာလည်းအဆုံးသက်သွားတာမဟုတ်ပါဘူး။ ဟုတ်ပြီအင်္ဂလုံးဆုံးဆုံးလို့ငါတို့အရာရာပြီးဆုံးသွားပြီဆိုတော့ပဲနဲ့အဲ့ရနေစားပြီးတော့ကျွန်တော်ပြန်လဲတိဆောက်ကြတော့ပါအဲ့ဒါမြန်မာနိုင်ငံမှာပေါ့တကဘာလုံးမှာအရာမျိုးပါပဲဒီလိုမျိုးတဘောပြင်းတဲ့အခက်ခဲတဲ့ကျောင်းနိုင်ငံတနေနိုင်ငံတွေပေါ့ပေါ့တခြားနိုင်ငံတွေမှာလည်းအလိုပါပဲအဲ့ဒါကြောင့်တဘောပြင်းနေဖြစ်လာပြီဆိုလို့ရှိရင်ဒါဘေးမဝင်ကြတခြားနိုင်ငံတွေရောပေါ့နော်ကျွန်တော်လူတိုင်ဝင်ရနေပြီးတော့ဘာမှမပြောကူညီကြတော့ဘာသာစကားတွေမတူအယူအဆတွေမတူကိုယ်ဝေတာတွေမတူအဲ့ဒါအားလုံးဘေးဖက်ထားပြီးတော့ လူသားချင်းစာနာတဲ့အကူအညီတွေပေါ့နော်ထောက်ထားသွားပြီညတာသွားပြီတက်နိုင်တဲ့နေရာနေပြီးကူညီကြတာပေါ့နော်အဲ့ဒါဒုံးစံပါပဲတခြားနေရာဒီကားတွေမှာအခက်အခဲတွေဖြစ်ပြီဆိုလို့ရှိရင်လည်းကျွန်တော်သွားကြရတာပေါ့အဲ့လိုမျိုးပေါ့နော်ဒါလူသားတွေရဲ့ကောင်းမွန်တဲ့ချစ်ဆက်ကောင်းတဲ့ကြောင့်ဒါစာနာမှုတွေအများကြီးရှိရဲဆိုရင်လူတိုက်ဝန်ပါဒါလက်ရှိကမ္ဘာမှာပေါ့နော်ဒါဟိုးရင်တွေကလည်းတိုင်မှုတွေရှိခဲ့ရဆိုရင်အခုကမ္ဘာမှာပို့ပြီးတော့ဆက်ဆက်မှုတွေပို့ပြီးများလာတဲ့အတွက်ကြောင့်ပေါ့နော်ကြောင်နဲ့ကြောင်နဲ့ကေတင်ကြတယ်ချိဆက်ကြတယ်အရှုံးပြီးစံမလို့ပါဘူးခင်ဗျအဲ့တော့ ီနေ့မှတော့ကျွန်တော်ဒါဗီဒီယိုတိတ်ရှည်သွားမှဆိုလို့ပေါ့နော်ဥပမာအများကြီးရှိတယ်ဆိုလို့မြန်အခုချင်းစီတော့မပြောတော့ဘူးဒါပေမဲ့ဒါတိတ်မကြသေးတဲ့အချိန်ပေါ့2017တောင်ကျွန်တော်မှဖြစ်တော့တာဖြစ်ဖြစ်လေးတစ်ခုပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြောရင်အဆုံးသတ်ချင်ပါတယ်မြန်အဲ့ဒီဖြစ်ဖြစ်လေးကတော့2017တောင်ကဂျပန်နိုင်ငံမှာဖြစ်သွားတာပါဂျပန်နိုင်ငံရဲ့ကိုင်ယိုရမြို့လေးတစ်မြို့မှာပေါ့နော်အီရှီနိုမာကီဆိုတဲ့မြို့လေးပါအဲ့ဒီမြို့မှာကျွန်တော်အဒီဇာယူရန်ဆရာမိုက်တယောက်ရှိပါတယ်ဘေဘောဝင်ကြသူ့ကိုအချစ်စနိုးနဲ့ပေါ့နော်။ဥပချံဆန်းစေးဆိုပြီးတော့ခေါ်တာ။ဥပချံဆိုတော့ဒါအဖွားကြီးပေါ့နော်။အဖွားအုပ်ပေါ့နော်။ဆန်းစေးဆိုတာဆရာမပေါ့နော်။ တော့ဥပချင်းဆန်ချေးဆိုပြီးတော့ချစ်စုံနဲ့ခေါ်ကြအောင်နော်အဲ့တော့သူအနည်းစားယူနေပြီဆိုပြီးမှတရက်မှဒီငလင်လောက်တဲ့အချိန်ပေါ့နော်ငလင်ဆိုတော့ဆူနာမီလာပါတယ်အဲ့နေရာဒေသဆိုတော့ဆူနာမီကျဉ်းချက်တွေလာတယ်တေချာပေါ့ဒီမြို့ဒီနေရာဆူနာမီလောင်းမှုချင်းခါရအောင်ဆိုကျင်းညာဒါပေမဲ့ဆူနာမီတအားမြင်ပါတယ်အင်အားလည်းတအားကြီးပါတယ်မျောလို့ဖြစ်ပြေးလည်းမမီပေါ့ဒါပေမဲ့အဖွားရနေပြီးတော့သူဘေးဘဝချင်းမှကြုံရတယ်တကယ်အဲ့တော့မူလာနဲ့ចောင်းသားចောင်းသူလေးတစုပေါ့နော်သူတို့ခေါ်ပြီးကဲပင်လယ်ဘက်ကမဟုတ်ဘူးနော်ပင်လယ်စန့်ကျင်ဘက် နည်းနည်းမြင့်တဲ့နေရာလေးရှိပါတောင်ဝင်လေးတစ်ခုရှိပါတယ်တောင်ဝင်မှာကျော်ဖျားချောင်းလေးတစ်ခုရှိအောင်ပေါ့နော်ဟိုအဲ့ဒီဘက်ကိုရောက်အောင်ပြေးကြမယ်အကုန်လုံးတူသွားကြမယ်ဆိုပြီးတော့တူပါအပါဝင်ပေါ့နော်တက်နိုင်တဲ့မြတ်အဲ့ဒီဘက်ကိုပဲသွားမယ်ဆိုပြီးတော့ပြေးပြီးတော့တက်သွားကြပါတယ်သိမကြခင်မှာပဲဒါတို့အရင်တော့လာခဲ့တဲ့နေရာနေခဲ့တဲ့နေရာလေးပေါ့နော်အကုန်လုံးဆူနာမီတန်ကြောင့်တောင်ဝင်သွားပြီးတော့ရေလဲကိုအကုန်လုံးမျောပါသွားပါတယ်နော်တိတ်မကြခင်မှာတော့ချက်ချင်းကတော့ကေဆေးတွေမရောက်တော့နောက်ရက်ပိုင်းမှာတော့ကေဆေးတွေရောက်ရှိလာအောင်နော်ကေဆေးရောက်လာချင်းမှာတို့တို့တွေ့တဲ့ချင်းမှာအကုန်လုံးကဗိုက်စာနေပြီအကုန်လုံးကချမ်းနေပြီ အားပြောနေပေါ့ဒါပေမဲ့သူတို့အသက်ရှင်နေပါသေးတယ်အဲ့ချိန်မှာအဲ့အတိုးတွင်းမှာပေါ့နော်ဟောရတကယ်ကိုအောင်းဆရာကောင်းတာသူအရင်တော့အတွေ့အကြုံနဲ့ရှိအောင်နော်ဒီဆူနာမီနဲ့ပတ်သက်လို့ကြောင်းမှာအများနဲ့လေ့ကျင့်ရတယ်ငလင်းလိုင်းလိုင်းဘယ်လိုလုပ်မလဲဆိုတော့အတွေ့အကြုံရှိသွားတယ်ဒါကြောင့်အဲ့ဒါကိုစေရေးထားပြီးအသုံးချလိုက်နိုင်တယ်ပေါ့နော်တကယ်တကယ်အမှောင်မှိုင်ဆုံးအချိန်တွေဒီလိုမျိုးအခက်အခဲတွေဘေးရနေကြုံလာတဲ့အချိန်မှာဆိုလို့ရှိရင်ကျော်ရဲ့အသိဉာဏ်ပညာရဲ့နောက်တစ်ခုကတတိရဲ့နောက်အရေးကြီးတဲ့ခေါ်တာတည်ငြိမ်မှုရဲ့ပေါ့နော်ဆုံးဖြတ်ချက်ပံ့ပိုးမှုတွေပေါ့နော်အဲ့ဒါတွေကလူသက်ပေါ်များစွာကယ်ဆယ်နိုင်နေတာပေါ့နော် သူတွေအသက်ရှင်ရကြံနေသေးရဆိုပေမဲ့ဆိုရှယ်မားအရာတွေအများကြီးပါပဲသူနေစရာအိမ်တွေမရှိတော့ဘူးဒါကသူတို့ chicken နဲ့မိသားစုတို့များလည်းအသက်ဆိုရှယ်မားတယ်အနည်းဆုံးကတော့သူတို့အသက်ရှင်နေပါသေးတယ်အသက်ရှင်နေပြီဆိုလို့ရှိရင်ငါတို့အစနေပြီးတော့တုံညာနေပြီးတော့ပြန်လည်ပြောတိဆောက်ကြမယ်ဘာမှအားငယ်စရာမလိုတော့အထူးတော့တိဆောက်ကြမယ်ပေါ့နော်ညလက်ရှိချိန်မှာလည်းကျွန်မမြန်မာနိုင်ငံမှာအသက်ရှင်ရကြံနေသေးတဲ့ဆိုမှာစေပန်းဆိုင်ထိခိုက်မှုတွေအများကြီးရှိမှာပါဘာလို့ကအစာထိုးလို့မရတဲ့ဆိုရှယ်မားတွေအများကြီးကြုံရတဲ့ဆိုပြီးတော့ မနေ့နေ့တူပြီးအများကြီးရှိမှာပါအဲ့ဒီပြန်လဲကုစားဖို့ကလည်းအချင်းတော်ယူအောင်မှာပါဒါပေမဲ့အခုပြောချင်တာကတော့ဘာမှအားမရပါနဲ့ကျွန်တော်လည်းဒီယူကနေတစင်ပေါ့နော်တကယ်တကယ်ကတော့တယောက်ချင်းစီကိုပေါ့နော်အနည်းဆုံးလိုက်ပြီးတော့မေးချင်တာပါဒါပေမဲ့လည်းလက်ရှိအချင်းတွေကပေါ့နော်တယောက်ချင်းစီတော့မမေးနိုင်ဘူးဒါပေမဲ့အခုလိုမျိုးပေါ့နော်ကိုတက်နိုင်တဲ့အရာလေးတွေကိုပြောပြနိုင်တဲ့အရာလေးတွေတစင်ပေါ့နော်ကျွေးတက်ဟာလေးတွေပေါ့နော်အားရှိမဲ့စကားလေးတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်တည်ထားတဲ့အရာလေးတွေဖြစ်ဖြစ်တန်းတန်းဆိုကျွန်တော်ဝင်ရောက်ပါမယ်ခင်ဗျာ တရှိအခက်အခဲတွေကြုံနေရတယ်ဆိုလို့ရှိရင်လည်းဘာမှအားမရပါနဲ့တန်းတာတစ်ခုထိကျွန်တော်အတူတကွာပေါ့နော်ကျွန်တော်ရှေ့ဆက်ကြတော့ပေါ့တတ်နိုင်တဲ့ဘက်ကနေပေါ့နော်အဲ့တော့မြန်မာနိုင်ငံသားချင်းဆိုလို့ရှိရင်လည်းကိုဘယ်ရောက်တတ်နိုင်မလဲကိုဘာလုံးနိုင်မလဲပေါ့နော်အဲ့လိုအချိန်မှာပဲတကယ်နဲ့ချိန်မှာပဲကျွန်တော်ကြုံတွေ့နိုင်တာပါလဲဆိုတော့စိတ်တမ်းမကြတဲ့ဟာတွေဒေါသထွက်စရာတွေတို့ကထော်လိုကန်လန်လုံးနေတဲ့သူတွေအမြင်မတူတဲ့သူတွေတော်တော်လေးကိုအချင်းအမျိုးမျိုးပုံစံမျိုးမျိုးနဲ့ကျွန်တော်ကြုံတွေ့ရနိုင်ပါတယ် ဲ့လိုမျိုးအရာတွေပေါ်မှာစိတ်ဆင်းရဲမခံမဲနဲ့ဒေါသအများကြီးမထွက်ပဲနဲ့ကိုလှုပ်ရှားရှိတော့ပဲအယုံထားပြီးတော့ပေါ့နော်ချစ်ဆက်ပြီးတော့လှုပ်ဆောင်စေချင်ပါတယ်ခင်ဗျအဲ့လိုအခက်ခဲတဲ့အတားဆီးတွေကျုံနဲ့အယူဝါဒမတူတာတွေစိတ်ညစ်ဆရာစိတ်ပျက်ဆရာတွေဘယ်လိုပဲကြုံကြုံပေါ့နော်ကျုံလုံးဝမဲ့အရာကျုံလုံးသိတဲ့အရာကျုံဒီတတ်မှန်လူတွေပုံမှန်လူတွေလူကောင်းတွေရဲ့လက်ထဲမှာအများကြီးရှိတာပါအဲ့တော့အားတွေကျုံအသုံးချရင်လည်းပေါ့နော်ဒူးကြောင်းနဲ့ဖေးမကူညီနဲ့ကျုံရှစ်ဆက်ကြတာပေါ့ဘီလိုဆုံးနေကြပြန်ကျုံစီမှာကျုံနောက်ကလေးပြန်ဆုံးနေကြတော့